ဖခင်ဂျေဇုတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတော်အဖြစ်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ဟေရှာနာဂတိချံခန်းကြီး55အပိုင်ငယ်10မှာကိုထာဝရဘုရားမိန်တော်မူသည်ကငါဤအကြံစီသည်သင်တို့ဤအကြံစီနှင့်မတူငါဤအချင်းသည်လည်းသင်တို့ဤအချင်းနှင့်မတူ မိုးကောင်းကင်သည် မြေကြီးထက်တာ၍မြင့်တကယ်သူငါဤအချင်းသည် သင်တို့ဤအချင်းထက်၎င်း ငါဤအကြံစီသည်သင်တို့၏အကြံစီထက်၎င်းသာ၍မြင့်၏ကျွန်ဒီနှုတ်ကပတ်တော်မှာဘုရားသခင်ကပါပြောလဲဆိုရင်ငါရဲ့အကြံစီကတဲ့မင်းတို့ရဲ့အကြံစီနဲ့မတူပါဘူးငါရဲ့အချင်းကလည်းမင်းတို့အချင်းနဲ့မတူဘူးမိုးကောင်းကင်ကမြေကြီးထက်သာ၍မြင့်တကယ်သူတဲ့ငါရဲ့အချင်းကမင်းတို့အချင်းထက်မြင့်တယ်ငါရဲ့အကြံစီကလည်းမင်းတို့ရဲ့အကြံစီထက်သာ၍မြင့်တယ်လို့ဖော်ပြပါတယ်ဒီနှုတ်ကပတ်တော်ရဲ့အဓိကဖော်ပြခြင်းတဲ့အကြောင်းရင်းက ဖယားသခင်အကျံစီကကျွန်တော်ရဲ့အကျံစီထက်သာ၍ကောင်းမွန်တယ်ဆိုတဲ့အကြောင်းကိုဖော်ပြပါတယ်။ဒါကတည်းကမှကျွန်တော်ကကိုယ့်ရဲ့အကျံစီထဲမှာကိုယ့်ရဲ့အစီအစဉ်ထဲမှာပဲအသက်ရှင်တတ်ပါတယ်။တကယ်တော့လောကမှာအသက်ရှင်ရတဲ့အခိုက်အတန့်မှာဖယားသခင်ရဲ့အစီအစဉ်ထဲမှာအသက်ရှင်တတ်ဖို့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့ဖယားသခင်အကျံစီရှိတယ်ကျွန်တော်တို့ရဲ့အသက်တာကိုဘုရားသခင်အကြံစီရှိလို့ဒီလောကထဲမှာထားထားခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကလောကမှာနေတဲ့အခိုက်အတန့်မှာ ကိုယ့်ရဲ့အကြံစီကိုယ့်ရဲ့အစီအစဉ်ထဲမှာကိုလှုပ်ရှင်တဲ့သဘောနဲ့အသက်မရှင်ပဲနဲ့ဘုရားသခင်ရဲ့အစီအစဉ်ထဲမှာအသက်ရှင်မယ်ဘုရားရဲ့အကြံစီကိုဝန်ခံမယ်ဆိုရင်တော့ကျွန်တော်အသက်တာကလှပနေမှာဖြစ်ပါတယ်။နေ့ရက်တိုင်းကလှပစွာနဲ့သင်ကဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ဘုရားသခင်ရဲ့အကြံစီထဲမှာမရှိရင်တော့ကျွန်တော်ရဲ့ဘဝတရားကယုံကံတွန်းထိုးပြီးတော့ဘဝကြီးကခက်ခဲပြင်းပန်းနေမှာဖြစ်ပါတယ်။ဝင်လေးနေမှာဖြစ်ပါတယ်။ဘုရားသခင်ရဲ့အကြံစီထဲကိုရောက်သွားရင်တော့ဘုရားသခင်တပိုးကထမ်းလွယ်တယ် ဖယားသခင်ဝင်ကပို့ပါတယ်။ဒါကြောင့်မို့ဖယားသခင်အကြံစီထဲမှာအသက်ရှင်တတ်ဖို့အင်မတန်ရည်ကြီးတယ်။တက္ကတရမှာကျွန်တော်တို့ရဲ့အကြံစီနဲ့ဖယားသခင်အကြံစီကမတူနိုင်ပါဘူး။အန်ခိုင်းမဖြစ်နိုင်ပါဘူး။ကိုဖြစ်ချင်တာကတစ်မျိုးဖယားသခင်စီစဉ်တာကတစ်မျိုးဖြစ်တတ်ပါလေ။တို့ရတွင်ဖယားသခင်ကကျွန်တော်တို့ရဲ့အကြောင်းကိုကျွန်တော်တို့သိတာထက်သူကပိုပြီးတော့သိပါတယ်။သင်ကသင်ရဲ့အကြောင်းကိုသင်သိတာထက်သင်ကြံစီနိုင်တာထက် ဘုရားသခင်ကသင်ရဲ့အကြောင်းကိုပို့သိပြီးတော့သူ့ရဲ့အကြံစီကတာ၍ကောင်းမှာပါလေ။ဒါကြောင့်မို့ကျွန်တော်တို့လောကမှာအသက်ရှင်တဲ့အခါမှာဘုရားသခင်ရဲ့အကြံစီတော်ထဲမှာဝန်ခံပြီးလိုက်လျှောက်ဖို့ပဲဖြစ်ပါလေ။ကိုယ့်ရဲ့အကြံစီနဲ့ဘုရားရဲ့အကြံစီနဲ့ကိုဖြစ်ချင်တာနဲ့ဖျားဖြစ်စီချင်တာနဲ့မကိုက်ကောင်းရှိကောင်းရှိပါလိမ့်မယ်။တို့ရရင်မိတို့ပင်ဖြစ်စီဘုရားသခင်ရဲ့အကြံစီကိုပဲသင်ဝန်ခံလိုက်ပါ။ဘုရားသခင်ရဲ့အကြံစီထဲမှာပဲသင်ရအသက်ရှင်လိုက်ပါ။ အဲ့ဒီဘုရားသခင်ရဲ့အကြံစီထဲမှာပဲအသက်ရှင်ခဲ့မယ်ဆိုရင်တော့သင်ရဲ့နေ့ရက်တိုင်းကလှပပြီးတော့သင်ရဲ့အနာဂတ်ကလည်းလှပနေမှာဖြစ်ပါတယ်။အမှကျမ်းစာထဲမှာအာဗြံကိုဘုရားသခင်ခေါ်ထုတ်တဲ့အခါမှာဘုရားသခင်ရွေးကောက်တဲ့အခါမှာသူ့ရဲ့အသက်က85နှစ်ရှိနေပြီ။ဘုရားသခင်အာဗြံကိုပြောတယ်မင်းကလူမျိုးကြီးဖြစ်စေမယ်။လူမျိုးအများတို့ရဲ့အဖဖြစ်စေမယ်။ဒါပေမဲ့အာဗြံမှာသားသမီးတယောက်မှမရှိသေးပါဘူး။သူ့ရဲ့အသက်က85နှစ်ရှိပြီ။သူ့ရဲ့မိန်းမကသူ့ထက် ဆင်းနှင်းငယ်တယ်။အော်ဘရန်တို့ဇနီးမော်နန်ကသားသမီးမရှိဘဲနဲ့တွားလာရတာကြာလာတဲ့ခါမှာအော်ဘရန်ကသူ့ရဲ့ကြုံဖြစ်တဲ့အေလီယာစာကိုသူ့ရဲ့အမွေခံသားဖြစ်မွေးစားဖို့အတွက်ဖျားသခင်ကိုပြောပါတယ်။ဖျားသခင်ကဒီလိုမဟုတ်ဘူးအော်ဘရန်မင်းရဲ့ကိုယ်ထဲကနေပြီးတော့သားသမီးကိုငါကရစေမှာဖြစ်တယ်လို့ဖျားကပြောပါတယ်။အဲ့ဒီခါနန်ပြည်မှာအဲ့ဆယ်နှစ်ကြာလာတဲ့ခါမှာဆာရာကအကြံတစ်ခုကြံတယ်။ဖျားသခင်ကသာသားသမီးရမပြောတော့အခုတည်းမရသေးဘူး။ ဒါကြောင့်မို့သူကသူ့ရဲ့ကျွန်မဟာဂရနဲ့အာဗြဟံကိုအိတ်ဖို့ရအတွက်အကြံပေးခဲ့ပါတယ်။ဘုရားသခင်ရဲ့အကြံစီထဲမှာစောင့်ဆိုင်ပြီးသွားရမယ်စာဆာရာရဲ့အကြံစီကိုအာဗြဟံကလိုက်ရောပြီးတော့လှုပ်ဆောင်လိုက်တဲ့အခါမှာဣရှမေလဆိုတဲ့ဘုရားကတိတော်နဲ့မညီတဲ့သားတယောက်မွေးလာခဲ့တယ်။အဲ့ဒီအချိန်မှာဘုရားသခင်ကမနှစ်ပြုတ်ပါဘူး။ဘုရားသခင်ပြင်ဆင်ပေးတဲ့အချိန်ကိုမရောက်သေးဘူး။ဒါကလူအကြံစီနဲ့ရတဲ့ခလေးဖြစ်ပါတယ်။အဲ့ဒီဣရှမေလကိုမွေးတဲ့အခါမှာအာဗြဟံအသက်က86နှစ်ရှိပြီ ဖယားသခင်ကအသက်69နှစ်ကြာမှာအာဗြံကိုတစ်ခေါက်စကားပြန်ပြောပြီးတော့ဒါအိဇက်ကိုရမယ်လို့ဖော်ပြပါတယ်။ဂျာထဲမှာ73နှစ်လောက်အာဗြံနဲ့ဖယားနဲ့အဆက်ပြတ်သွားတယ်။ဖယားသခင်ကအာဗြံအတွက်အကောင်းဆုံးကို ပြင်ဆင်ထားသောညလေလူအကျန်စီနဲ့လုပ်လိုက်တဲ့အခါမှာအလုံးကမောက်ကမောက်ဖြစ်သွားတယ်။ဖယားသခင်ပြင်ဆင်တဲ့ရာကနည်းနည်းကြာသွားတယ်။ဖယားသခင်ကသူ့ရဲ့အကျန်စီတိုင်းပဲအာဗြံကိုအသက်တရာမှာဒါအိဇက်ကိုပေးခဲ့တယ်။ အော်ဘရိုင်းရဲ့တက်တာထဲမှာနောက်ပိုင်းမှာသူသဘောပေါက်သွားတယ်။သူ့ရဲ့အကြံစီနဲ့ဖျားသခင်ရဲ့အကြံစီနဲ့မတူညီတဲ့ဟာတွေရှိခဲ့ပါတယ်။သို့ရတွင်ဖျားသခင်အလိုတော်ကိုဝန်ခံပြီးတော့လိုက်လျှောက်ဖို့ရန်အတွက်အော်ဘရိုင်းကဆုံးဖြတ်လိုက်တယ်။နောက်ဆုံးအသက်တရာမှာပေးတဲ့သားအိဇက်ကိုပြန်ပူဇော်ဖို့ဖျားသခင်တောင်းဆိုတဲ့အချိန်တောင်မှအော်ဘရိုင်းကသူ့ရဲ့သားအိဇက်ကိုပူဇော်ဖို့အတွက်လှုပ်ဆောင်ခဲ့ပါတယ်။ဖျားအလိုတော်ကိုဝန်ခံပြီးတော့ဖျားရဲ့အစီအစဉ်ထဲမှာပဲအော်ဘရိုင်းကလိုက်လျှောက်အသက်ရှင်သွားခဲ့တယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။ ကျွန်ဤတဲ့လူမျိုးတွေအေဂုတုဘီကနေပြီးတော့ခါနန်ပြည်ကိုပို့ဆောင်တဲ့လမ်းကိုကြည့်တဲ့အခါမှာလေဘုရားသခင်ကဖိလိတိပြည်ရှောက်တဲ့လမ်းကဖြောင်းပါတယ်ဒါပေမဲ့အဲ့ဒီလမ်းနဲ့တဲ့ဘုရားသခင်ကမပို့ဘူးတဲ့ဘာကြောင့်လဲဆိုရင်တဲ့အဲ့ဒီလမ်းမှာဖိလိတိလူတွေကစစ်အတက်ကျွမ်းကျင်တဲ့အခါမှာဤတဲ့လူမျိုးတွေကစစ်မှုတွေကိုမြင်တဲ့အခါမှာကြောက်လန့်ပြီးတော့စိတ်ပြတ်ပြီးတော့သူတို့အေဂုတုပြည်ကိုပြန်ကောင်းပြန်မယ်လို့ဘုရားသခင်သိတဲ့အခါမှာတဲ့ဘုရားသခင်ကသူတို့ကိုအေဒုံပင်လယ်နာတောလမ်းဖြင့် ပို့ဆောင်တယ်လို့တမန်ကျမ်းစာမှာဖော်ပြပါတယ်။ဣသရေလလူမျိုးတွေလည်းစဉ်းစားမှာပဲ။ဘုရားသခင်ကခါနန်ပြည်ကိုပို့တဲ့လမ်းမှာဒီဖြောင်းတဲ့လမ်းဖိလိတိပြည်သွားတဲ့လမ်းကိုမရွေးဘဲနဲ့ဘာလို့ဒီခက်ခက်ခက်ခဲတောလမ်းနေပို့ဆောင်တာလဲ။ဣသရေလလူမျိုးတွေဘုရားသခင်အကြံစီကိုနားမလဲတော့ညာလေ။ဘုရားသခင်အကြံစီကပို့ကောင်းနေတယ်ဆိုအကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။အဲ့ဒီဖိလိတိပြည်သွားတဲ့လမ်းကခါနန်ပြည်ကိုအနည်းဆုံးနဲ့ရောက်တော့ညာလေ။ စစ်မှုတွေရှိတယ်အဲ့ဒီမှာတိုက်ပွဲတွေအများကြီးရင်ဆိုင်ရမယ်အဲ့ဒီလိုတိုက်ပွဲတွေရင်ဆိုင်တဲ့အခါမှာအီဒီယားလူမျိုးတွေကအလွယ်တကူစိတ်ပြတ်ပြီးတော့ခဏတော်တွင်းမှာပဲအေဂုတုပြည်ကိုပြန်လှည့်မယ်ဆိုတော့ဘုရားသိတဲ့အခါမှာအေရုံပင်လင်နာတော်လန်းနဲ့ဘုရားသခင်ကအခါနံပြည်ကိုပို့ဆောင်တယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်ဒါကြောင့်ဘုရားသခင်ပို့တဲ့လမ်းဘုရားသခင်ပြတဲ့လမ်းကဘုရားသခင်ရဲ့အကြံစီကအကောင်းဆုံးမှဖြစ်တယ်အာဗြဟံတရားထဲမှာဘုရားသခင်ရဲ့အကြံစီကိုမဆောင်မွင့်နဲ့ လူရဲ့အကြံစီနဲ့လှုပ်ဆောင်လိုက်တဲ့အခါမှာဖျားသခင်ပြင်ဆင်မဲ့အိဇက်ကိုရဖို့ရန်အတွက်အချိန်ပိုပြီးတော့စောင့်လိုက်ရတယ်။ဒါကြောင့်မို့ကျွန်တော်အသက်တာထဲမှာလည်းဖျားသခင်ရဲ့အကြံစီနဲ့မသွားဘဲနဲ့ကိုယ့်ရဲ့အကြံစီထဲမှာပဲလှုပ်ဆောင်မယ်ဆိုရင်ကျွန်တော်အသက်တာထဲမှာဖျားသခင်ကောင်းကြီးမင်္ဂလာနဲ့လွှဲချုံမှာဖြစ်ပါတယ်။ဖျားရဲ့ကောင်းကြီးကိုရဖို့ရန်အတွက်ကျွန်တော်ကပို့ပြီးတော့အချိန်ကြာသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဖျားသခင်အစီအစဉ်ကိုနားမလည်တော့ညာလေဖျားသခင်အကြံစီကကျွန်တော်ရဲ့အကြံစီနဲ့မတူတော့ညာလေမတိုက်ဆိုင်တော့ညာလေ ဖယားသခင်အကြံစီထဲမှာပဲသင်ကဝင်ခံပြီးတော့အသက်ရှင်လိုက်ပါဖယားသခင်ကကျွန်တော်တို့သိတာထက်ပိုသိတဲ့ဖယားရှင်ဖြစ်တယ်ဒါကြောင့်မို့ဘဝအသက်တာကိုဖယားသခင်ရဲ့စီမံတဲ့အတိုင်းဖယားသခင်ရဲ့အစီအစဉ်ထဲမှာဖယားသခင်ရဲ့အကြံစီတော်ထဲမှာလိုက်လျှောက်တတ်တော်သူများဖြစ်စေဖို့ဝင်ကားပါတယ်အားလုံးပေါ်မှာဖယားရှင်ကောင်းကြီးပေးပါစေ